ရခိုင်ပြည်နယ်မှာမြို့နယ်၃ခုကထိန်းချုပ်နိုင်တော့တဲ့စစ်ကောင်စီကတက်ဆိုးရှည်ရှည်တဲ့ကြောက်ဖြူမြို့နယ်ရှိတရုတ်စီမံကိန်းတွေရဲ့အနာဂတ်ဟာအာရခတ်တက်တော်အေးအေးပေါ်မူတည်နေတယ်လို့ရခိုင်ရင်းနှံဆောင်ကြည်ဖွဲ့ AWO ထံကသိရပါဗျ။ကြောက်ဖြူမြို့နယ်ဟာစစ်ကောင်စီတက်ရှိနေသေးတဲ့ရခိုင်ပြည်နယ်ရှိမြို့နယ်၃ခုအနက်တစ်ခုဖြစ်ပြီး၎င်းဟာရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေရဲ့ရလက်တဲရမှုတမက တနိုင်ငံလုံးအတွက်လည်းအရေးပါတဲ့စီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍမှာရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီကရခိုင်ရွှေကက်ဆောင်ချမှုအပါဝင်ရေနံတင်ပို့မှုတွေကနေတနစ်ကူဒေါ်လာ925တန်းထိရနေတယ်။ဒါကစစ်ကောင်စီကိုတက်ဆိုးရှည်စေတယ်လို့ AWO ရဲ့ပြောရေးဆိုခွင့်ရှိသူဂျွန်ခိုင်ခိုင်က ARD Times ကိုပြောပါရယ်။တရုတ်နိုင်ငံကကြောင်ဖြူမြုံပရေကျွန်းရှိပင်လယ်ရေနဲ့စစ်ကန်ကရေနံပို့ဆောင်မှုတွေနဲ့ ပိုင်းလိုင်းတွေကတဘာဝတက်မှုတင်ဖို့ရောင်းချမှုတွေဟာနှစ်စဉ်တက်မှုအဖြစ်ခမန်းကြီးအမေရိကန်ဒေါ်လာ9ဘီလီယံထိရှိပြီးအဲ့ဒီတွေကစစ်ကောင်စီကဝင်ငွေရရှိနေတာဖြစ်ပါတယ်။အာရခကြက်တော် AA ဟာပြီးခဲ့တဲ့2024ခုနှစ်စောပိုင်းကတည်းကကျောက်ခင်မြို့ကိုဝင်ရောက်ပြီးကျင်းရွာအုပ်စုပေါင်း54ခုအနက်50အုပ်စုအပြင် ရခိုင်ပြည်နယ်ရှိမြို့နယ်14မြို့ကိုလည်းထိန်းချုပ်ထားတယ်လို့ AWO ရဲ့အစီရင်ခံစာအရသိရပါဗျ။ လက်ရှိမှာမျိုးတော်စစ်တွေညောင်ကျောင်းနဲ့ကြပြူမျိုးနယ်ရဲ့အစိပ်ပိုင်းအနေငယ်ကသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးအခု2025ခုနှစ်ဖေဖော်ဝါရီလကစပြီးတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာကြောင့်စစ်ကောင်စီကအင်ဂျင်200ခန့်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အဲ့လိုတိုက်ပွဲတွေဖြစ်ပွားနေပြီမဲ့လေတဘာဝတန်ငွေနဲ့ရင်းနှံစီမံကိန်းထုတ်လွှတ်မှု တရုတ်နိုင်ငံကိုတင်ပို့မှုတွေဟာဒီနေ့ချိန်ထိအတားအဆီးမရှိဆက်လက်လဲပတ်နေတယ်လို့အင်းအမှလည်းတင်ပိုင်နိုင်တဲ့စီးရေးအင်အားအကဲရှိနေတယ်လို့သိရပါတယ်။ကြဖြူမျိုးကိုအင်းအေးတင်ပိုင်လိုက်ပံကနေ့စဉ်အမေရိကန်ဒေါ်လာ985တန်းကျော်ရှိနေတဲ့နိုင်ငံကြောင်းငွေအရင်းမြစ်တွေကိုရရှိနေတဲ့စစ်ကောင်စီအတွက်ဝင်ငွေထိခိုက်ကနိုင်ငံရေးကုန်သိက္ခာကြဆင်းနိုင်တယ်လို့ AWO ရဲ့ပြောရေးဆိုဝင်ရှိသူကထောက်ပြပါရတယ်။ ဒါအပြင်မြို့တစ်မြို့လုံးနဲ့စီမံကိန်းနေရာအလုံးကိုအင်အားကဝိုင်းရံပိတ်ဆို့ထားတာကြောင့်ကြောက်ဖြူမြို့နယ်ရှိတရုတ်စီမံကိန်းတွေအပါဝင်နိုင်ငံခြားအရှင်ဒီမြို့နယ်မှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအေးပေါ်အများကြီးမူတည်နေတယ်လို့သိရပါဗျ။ဒါကြောင့်တရုတ်စိုးရအနေနဲ့စစ်ကောင်စီကိုထောက်ပံ့ပေးမှုပုံမှုလုံးလာမဲ့ဆိုရင်မြန်မာနိုင်ငံရှိတရုတ်ရင်းနှီးမြို့နယ်မှုစီမံကိန်းတွေအပါဝင်ကြောက်ဖြူကရေနံနဲ့သဘာဝထက်ငွေပိုက်လိုင်းတွေ အချိန်မရွေးအနေနဲ့ကြားရနိုင်တယ်လို့ AWO ကဆိုပါတယ်မြန်မာနိုင်ငံကရေနံနဲ့တဘာဝထံငွေတင်သွင်းမှုတွေဟာတရုတ်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းနဲ့တဘာဝထံငွေတင်သွင်းမှုစုစုပေါင်းနေရခိုင်နှုန်းခန့်သာရှိပေမဲ့လည်းကြောင်ဖြူဟာအိန္ဒိယသမုဒ္ဒရာမှာတရုတ်နိုင်ငံရဲ့ BRI Belt and Road Initiative အတွက်များစွာရေးပါတယ်လို့သိရပါတယ်